ပြည့်ကျလုံးဝမသိဘူးမသိဆိုပေမဲ့တခုတော့ရှိကြပါတော့ဟိုမျိုးကွာတစ်ချိန်လုံးသူ့ဘေးနားမှာအမြဲတမ်းရှိအတူတူသွားသူလားအမြဲတမ်းအလုပ်တွေအတူတူလုပ်နေတဲ့ခါကျတော့သူရှိရဆိုမဲ့အဲ့ဒီတည်းကိုပျောက်နေတဲ့ခါကျတော့သူလည်း never ရင်းမိတာတော့ရှိတော့ရှိမှာပေါ့နော်လူတန်းလူတန်းကသူတို့ရဲ့ဘဝမှာပေါ့နော်အရေးကြီးတဲ့အချိန်မှာအရေးကြီးတဲ့လူတွေကိုတတိရတာဒါအမြဲတမ်းအဲ့လိုပါပဲအခုလိုပွဲကြုံတဲ့ခါကျတော့သူစိတ်ထဲမှာလည်းတွေးမှာပဲအာဒီချိန်မှာငါအမေသာရှိခဲ့ဆိုတော့ပကြီးအမေရှိတဲ့အချိန်တုန်းကဒါမျိုးကိုတည်းကရင်းနေတယ်မျိုးကိုကိုလည်းပကြီးအမေကိုယ်တိုင်ကသဘောကျတယ် ကိုမျိုးကုန်နဲ့ကျွန်တော်နဲ့ကတော့ဒါခင်မင်ရင်းနေတာပေါ့လေဆိုတော့ငယ်ပေါင်းလို့ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးအဲတော်တော်လေးအချိန်ကြာပြီ7နှစ်ကျော်ပြီပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အာညီကိုလိုပါပဲနောက်ပြီးတော့ပချီကြတော့လေကိုယ့်ရဲ့အနုပြန်လောကတွေကကိုယ့်ရဲ့ဂျူနီယာပေါ့နော်ခါဒါသူတို့ဆိုတာမင်းသမီးငယ်တန်းထဲမှာပါတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့သူတို့နဲ့လေအာရင်းနှီးနေပေါ့နော်ရင်းနှီးခါကျတော့သူတို့နှစ်ယောက် အဲဆုံပြီးတော့ဟိုချစ်သူဖြစ်သွားရတဲ့သိတယ်။အဲပြီးတော့တို့အထူးအလို့တွေစူးစမ်းနေရတယ်တွေ့တယ်။နောက်ပြီးတော့အခုဒါအချိန်တစ်ခုရောက်ပြီးခြောက်လာပြီဆိုတဲ့အခါကြောက်လေတာတို့ဒါအိမ်နောက်တစ်ခုပေါ့နော်မိသားစုတစ်ခုဒီထောင်မှုအတွက်အချိန်ကြရဆိုပြီးတော့အဲဒီပွဲလေးကိုဒါအကျိုးအနေနဲ့ပေါ့နော်အဲဒါပကြီးအဓိကတော့ပကြီးကိုအဲမျိုးကွာသူက surprise ဖြစ်အောင်လို့ပေါ့နော်အဲ့လိုမျိုးဒါလုတ်တဲ့ပွဲလေးလည်းဖြစ်တဲ့အခါကျတော့ဒီပွဲလေးမှာဒါကိုသူတို့နဲ့ဒါ ချစ်ခင်ရင်းနေတဲ့လူတွေမိတ်ဆွေတွေပေါ့နော်ညီကိုတွေအာအတူတူလာပြီးတော့ပေါ့နော်သူတို့ကွန်ပျူပေးစီခြင်းနဲ့ကျွန်တော်တို့ကိုရိုင်းနာကဒါဝမ်းသာစွာအာဂျီနူပီဒီဖြစ်သွားနေပဲဒါဂွန်ယူစွာနဲ့လာပြီးတော့ကွန်ပျူပြီးတော့တက်ရောက်ဖြစ်တာပါဟုတ် ပြည့်ကျလုံးဝမသိဘူးမသိဆိုပေမဲ့တခုတော့ရှိကြပါတော့ဟိုမျိုးကွာတစ်ချိန်လုံးသူ့ဘေးနားမှာအမြဲတမ်းရှိအတူသွားသူလားအမြဲတမ်းအလုပ်တွေအတူလုပ်နေတဲ့ခါကျတော့သူရှိရဆိုပေမဲ့အဲ့ဒီတည်းကိုပျောက်နေတဲ့ခါကျတော့အော်သူလည်းနေပါရင်းမိတာတော့ရှိတော့ရှိမှာပေါ့နော်ဒါကတော့ဟိုကျွန်တော်အမြင်ကတော့သူအနည်းငယ်များတော့တိတော့တိတာပေါ့နော်ဘာလို့ဆိုတော့သူဒီမျိုးတင်လာစားဖို့တော့ကိုဒီမဝစ်စုံတွေဝစ်ဘာလို့ညာရေလို့ဆိုတဲ့အခါမျိုးကျတော့သူ့အနေနဲ့ရေတော့ရေမြော်ပါဗျာတကြီးရတဲ့ဒါပါနေတဲ့မိန်းကလေးတယောက်ဆိုခါဒါပေမဲ့တခုရှိတာကဘယ်လိုပုံစံနဲ့ဘယ်လိုအနေထားမျိုးနဲ့လုပ်မလဲဆိုတဲ့ဟာကိုပဲ သူမသိတာပဲရှိတယ်မှာအဲ့ဒါကြောင့်မို့လို့လေတကယ်တကယ်တမ်းသူ့ကိုမျက်စိအဝတ်စီခေါ်တဲ့အချိန်တွေသူ့ကိုဒီလိုမျိုးလုပ်တော့မယ်ဆိုတာ propose လုပ်မယ်ဆိုသူသိနေတယ်ဒါမဲ့လေတကယ်တကယ်တမ်းသူဒီမျိုးလုံးကိုဖြီးပြီးတော့သူမြင်လိုက်တဲ့အခါကျတော့ပြောဗျာတော့ပြောမှဆိုကျွန်တော်ဒီကံရည်ပြင်းကြီးနဲ့ဒီမှာ Mary Mu ဆိုတဲ့စာတိုင်းနဲ့အပန်းနေနဲ့ဘေးနားနေပြီးတော့တရော်တွေပါတီးတဲ့လူတွေနဲ့မီးတုံးတွေမီးတွေပါနဲ့ပေါ့နော်အဲ့လိုမျိုးနောက်တော့သူတို့ရဲ့ chicken ရင်းကြီးကကျွန်တော်တို့ဘောမိတ်ဆွေတွေတငယ်ချင်းတွေကလည်းဘေးနားမှာအကုန်ဝိုင်းရံပြီးတော့ပျော်ပေးကြတဲ့ဟိုင်းနဲ့ဆိုတဲ့အခါကျတော့သူအရင်မဲတကယ်လို့ surprise ဖြစ်သွားတယ်။နောက်ပြီးတော့အဲ မျိုးကိုရောမကြည်ရောနေအောင်တယောက်ယောက်ကြည်ရောသူတို့တွေမျက်ရည်ကျပြီးတော့ကြည်နူးပြီးတော့ပီတီဖြစ်တယ်ဘေးနာကြည်ရောကျွန်တော်တို့တော့မှဒါစိတ်ထဲမှာတော်တော်လေးကြည်နူးပီတီဖြစ်ရတယ်ဝမ်းသာပါတယ်ဟုတ်အမေဘောကြတာလားကျွန်တော်အမေလက်ခံအမေဦးစားပေးလိုက်ရှင်အမေစုံးနေပြီသူ့လက်ခံနေဆိုတော့အမှုရာတခုပြုမှုကျွန်တော်မြင်တဲ့အချိန်ကျွန်တော်အမေလက်ခံတဲ့အရာတခု တို့လက်ကိုလက်ခံပေးရဘာလို့ဆိုတော့လူတန်းလူတန်းကသူတို့ရဲ့ဘဝမှာပေါ့နော်အရေးကြီးတဲ့အချိန်မှာအရေးကြီးတဲ့လူတွေကိုတတိယရတာကအမြဲတမ်းအဲ့လိုပါပဲအခုလိုမျိုးပွဲကြုံတဲ့အခါကျတော့သူစိတ်ထဲမှာလည်းတွေးမှာပဲအာဒီချိန်မှာငါအမေသာရှိခဲ့ဆိုတော့ဗကြီးအမေရှိတဲ့အချိန်တုန်းကဒါမျိုးကိုနေကရင်းနှီးတယ်မျိုးကိုကိုလည်းဗကြီးအမေကိုယ်တိုင်ကသဘောကျတယ်စိတ်တိုင်းကျပြီးတော့သူ့သမီးတွေကအကောင်းမွန်ဆုံးပေါ့နော်လက်တွဲပေါ်တယောက်နေနဲ့တင့်တော်တယ်ဆိုပြီးတော့ဒါဗကြီးအမေကိုယ်တိုင်ကသဘောတူညီပေးကပြလာခဲ့တယ်ပေါ့နော်အဲ့လိုဆိုခါကျတော့အဲ့ဒီအချိန်မှာသူကဒီပွဲရဲ့အကြောင်းသူကျင်းနေတဲ့ကျင်းနေတဲ့ပီတီရှိသူတို့ကသူ့ရဲ့ မိခင်ကိုဒါမိပါဘူးပေါ့နော်ဒါတန်တာတဲ့စိတ်နဲ့ကြလာတဲ့ဒါမျက်ရည်ဆိုတာလည်းရှိမှာအားလုံးကခံစားချက်တွေကတော့ရောထွေးပြီးတော့ရှုပ်ရခန့်နေပါဘူးဒါပေမဲ့အဲ့ဒါကြီးအားလုံးကတော့ခံစားတဲ့အခါကျတော့အဲပြောမှဆိုတာမျက်ရည်ကြရဆိုတာကတော့အဲ့လိုအဲ့လိုမျိုးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒါနားနေနားလည်ပြီးလို့ရတယ်ပေါ့နော် အာတော်တော်ဆန်တာမထင်တာဘူးသူ့ကိုအဲ့လောက်ထိ romantic ဆန်မလို့မထင်တာဘူးဒါပေမဲ့သူကတော်တော်လေးပကျင်းသားမှာနီးကနေတာများသွားတဲ့ခါကျတော့သူလည်းဒါဒီအမှုပြန်သမားရဲ့ဒါအတွေးတွေပေါ့နော်ဒါသူ့စီမှာစီးဝင်သွားပုံရတယ်အဲ့မှာသူ့ရဲ့အတွေးတွေကတော့ romantic တွေဖြစ်ပြီးတော့ ဟိုသူရွေးချယ်တဲ့နေရာတွေဗားရညာတွေပေါ့နော်အကုန်လုံးအရန်အဆင်ပြေတယ်နောက်ပြီးတော့သူ့ကိုလည်း तू ကလူချစ်လူခင်များတယ်နောက်ပြီးတော့ तू ကဘာသူ့ကိုမဆိုကျွန်တော်တို့ဆိုလို့ရှိရင်တော့ဘာသူ့ကိုမဆို तू အမြဲတမ်းကူညီပေးတယ်ကျွန်တော်တို့ဆိုရင်အမျိုးကိုကြီးကျွန်တော်ဟိုဟွာလေးရှိလို့ဒီဟာလေးရှိလို့ကူညီပေးပါကျွန်တော်တို့အချင်းချင်းနောက်ပြီးတော့ကျွန်တော် तू ဆိုကျွန်တော်ဥစီလို့ခေါ်ပဲ ကျွန်တော်ကြတော့ဦးမျိုးကိုလို့ခေါ်နောက်ပြီးတော့ဗောနော်အဲ့ဒါနှုတ်ကဆွဲသွားခါကျတော့အမေကသူကကျွန်တော်နဲ့အများကြီးငယ်ပါတယ်တွေ့တော့သူအဲ့ပကြီးမလာခင်မှာလုံနေဟိုဒီပွဲစီစဉ်နေချိန်မှာသူစစ်တွေလှုပ်ရမ်းလှုပ်ရှားအင်တာဗျူးဖြစ်တော့စစ်တွေရမ်းလှုပ်ရှားအင်တာဗျူးတစ်ခါဖြစ်ပြီးတစ်ခါတွားရတဲ့သွားပြီးတော့ရှူးသွားပေါ့လေအဲ့လိုမျိုးနောက်ပြီးတော့အဲ့ပကြီးရောက်လာပြီဆိုပြီးတော့သူစင်သွားရောအဲ့စောင့်နေတဲ့အချိန်မှာပကြီးကိုကြည့်တော့သူအဲ့မှာလုံကမြေကြီးကိုကြတာကြတာလုံးဝ crime free man ဖြစ်သွားတာအမလုံးဝမြေကြီးကြရွှ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 ွ 有炸你話巴咧～ အဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့ကျွန်တော်အဲ့လိုပဲပြောတာပေါ့နော်အများကြီးမပြောတော့မြို့ကတော့ချစ်တဲ့ယောက်ျားကြောင့်ပါရဲပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဟိုပြောဆိုပကြီးနဲ့သူချစ်သူတွေဖြစ်တဲ့အချိန်မှာလည်းသူအဲ့လိုပဲသူအနောက်ကပဲနေတာသူအရှိမထောက်ဘူးသူကမေပကြီးရဲ့ချစ်သူပါဆိုတဲ့ပုံစံမျိုးနဲ့သူအရှိမထောက်ဘူးဒါပကြီးရဲ့အဲသူရဲ့လုပ်ဖို့ကံပတ်လို့လို့သူရဲ့အကူလို့လို့သူရဲ့မန်နေဂျာလို့လို့ပေါ့နော်သူနောက်ကွယ်တွေအကုန်ပံ့ပိုးပေးတယ်တချို့ကိစ္စတွေမှာသူရှေ့ထွက်မဲ့ကိစ္စဆိုလို့ရှိရင်ပကြီးရဲ့အာကူအားထားပြမဲ့ယောက်ျားတယောက်အနေနဲ့သူကရှေ့ထွက်ပြီးတော့ဦးစီးဦးဆောင်ပြီးတော့သူရင်ဆိုင်ပြီးတယ်အခက်ခဲတွေရှိတော့ရှင်သူရင်ဆိုင်ပြီးတယ်အဲအဲ့လိုမျိုးပေါ့နော်ဒါပက ြီးအတွက်ကိုသူကယောက်ျားကောင်းတယောက်အနေနဲ့သူကအနောက်ကွယ်ကနေပြီးတော့ပဲပံ့ပိုးပြီးတော့ချစ်တယ်လို့ပဲအရှိရနဲ့ဥဆောင်ပြီးတော့လည်းချစ်တယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲတော်တော်ချစ်တယ်လို့ပြောအောင်ပါအာပြောလို့ရပါတယ်ပကြီးက ံကောင်းပါတယ်အဲဒါပေမဲ့ကံကောင်းပါဆိုတာကဒီအပိုင်းခြားလေးတစ်ခုကိုကြည့်တော့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะအဲဒီအပိုင်းခြားလေးမှာကံကောင်းနေသလိုနောက်လာမဲ့အပိုင်းခြားတွေမှာတို့အိမ်အောင်ပြုတော့မယ်အဲမိသားစုဘဝတွေဒါသာသာမီးတွေရတာမိသားစုဘဝတည်ဆောင်တော့မယ်ဒါတို့ရေရှိဒီဘောเนาะသူဘဝတစ်ချောင်း life time သွားတော့မယ်အခါမျိုးအထီကိုဒါအမြဲတမ်းကံကောင်းနိုင်ပါစေလို့လည်းကျွန်တော်ဆုတောင်းပါတယ်ကံနဲ့ကံကောင်းပါဘာလို့ဆိုတော့နှစ်ယောက်စလုံးကဟိုတော်လဲတော်ကြတယ်ကြိုးလဲကြိုးစားကြတယ်သူ့နေပဲနဲ့သူအောင်မြင်နေတဲ့လူတွေဆိုတဲ့အခါကျတော့အောင်မြင်ပျော်ရွှင်တဲ့မိသားစုဘဝလေးလည်း ပိုင်ဆိုင်နိုင်မယ်လို့လည်းယုံကြည်ပါတယ်ဒီလိုမျိုးကနဲ့ညွာလေးမေပစီတို့ပေါ့နော်အခုဆိုလို့ရှိရင်မကြငယ်ချင်းတက်မှာဒါအိမ်တော်ခုထူထူတော်တော့မယ်နောက်ကြောက်ရှင်ဒါမိသားစုဘဝလေးကိုပိုင်ဆိုင်ရတော့မယ်အဲ့ဒီခါကျတော့ဒီဘဝတစ်လျှောက်လုံးပေါ့နော်ဒါအောင်မြင်နဲ့ပျော်ရွှင်နဲ့ပြည့်စုံနဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေနောက်ပြီးတော့ဒါအိုအောင်မင်းအောင်ပေါင်းတင်နေထိုင်ပြီးတော့ပေါ့နော်ဟိုဘဝရဲ့နောက်ဆုံးအခြေအနေပေါ့နော်အတူတူကပေါ့နော်ချစ်ချစ်ခင်ခင်လေးနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ပေါ့ပါစေလို့အဲစီတောင်းပေးပါရခင်ဗျဟုတ်